မွန်ပြည်နယ်နဲ့ပဲခူးတိုင်းအဆက်တွေဖြစ်တဲ့ရွှေကျင်ဝေါ်မြို့နယ်နဲ့စိုက်ထုံမြို့နယ်တို့မှာစစ်ကောင်စီတပ်ကတပ်အင်အားတွေထပ်မံဖြည့်တင်းထားပြီးခံစစ်ပြင်ဆင်မှုတွေလှုပ်ဆောင်နေရလို့စစ်ကောင်စီတပ်နဲ့နီးစပ်သူတွေကတန်လင်းထိုင်းမှုပြောပါတယ်။စစ်ကောင်စီတပ်ဟာမေလပထမအပတ်ကဆလို့ပဲခူးတိုင်းဝေါ်မြို့နယ်ရှိသူရဲသမိန်လက်ပံစင်ရွာ မိုးပြင်းနယ်စိုက်ထုံမြို့နယ်တိန်စရဲမြို့အခြေဆိုင်ခါမာယာ239ခွန်းနဲ့အာမတ33တုံညတရင်တို့မှာတန့်ရရာနဲ့ချီထပ်မံဖြည့်တင်းထားပါတယ်။အင်အားဖြည့်တင်းထားတဲ့တပ်ဖွဲ့ဝင်တွေကိုလက်ရှိဖြစ်ပွားနေတဲ့ဘကိုးတိုင်းရွှေချင်းမြို့နယ်ကွန်းစိတ်ကျေးရွာအနီးဝန်းကျင်ကိုပို့ဆောင်မှုကြိုးပမ်းနေပြီးတော်လန်ရေးတပ်ဖွဲ့တွေရဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့်ရှေ့မတိုးနိုင်တဲ့အခြေအနေနဲ့ကြုံနေရတာပါ။စစ်ကောင်စီတားမြေပြင်ကနေရှေ့ဆက်တိုးလို့မရတာကြောင့် အထိုင်တဆွဲထားတဲ့နေရာတွေကနေနေစဉ်လက်နက်ကြီးတွေနဲ့ပြစ်ခတ်နေသလို drone အသုံးပြုဘုံချတာလေကြောင်းကနေဘုံကျဲတာတွေပြုလုပ်နေရလို့တော်လိုင်းတပ်ဖွဲ့တွေထံကနေသိရပါဗျ။တဖက်မှာတော့တိုက်ပွဲဖြစ်ပွားနေတဲ့ကွန်းစိတ်ကြီးရွာအနီးဝန်းကျင်ဖြစ်တဲ့စစ်တောင်းမြစ်တဖက်ကန်ဝေါ်မြို့နယ်ထဲကသူရဲသမိန်ဆင်ရွာလက်ပန်းဆက်စုဂျိုးလေးကြီးရွာတွေမှာစစ်ကောင်စီတပ်ကတက်ဆွဲထားတာတွေလည်းရှိနေပါဗျ။ဒါပြင်စိုက်ထုံမြို့နယ်တိန်စည်ရမြို့အနီးမှာဆိုရင်လေခါမာယာနှစ်တုံညာခွန် အာမတ33ညတက်ရင်တို့လိုအထိုင်တက်တွေအပါဝင်ကင်းမွန်ဝတ်တာတွေလည်းအများအပြားရှိနေတာပါမေလ9ရက်နေ့မနက်ပိုင်းထိကွန်စိတ်ကျေးရွာအနီးဝန်းကျဲမှာတိုက်ပွဲတွေဆက်ဖြစ်နေသလိုတိုက်ပွဲကာလနှစ်ပတ်ကျော်အတွင်းနှစ်ဖက်ထိခိုက်တေဆုံးမှုတွေရှိနေတယ်လို့မြေပြင်သတင်းရင်းမြစ်တွေရဲ့ပြပြချက်အရသိရပါဗျာ မိုးနယ်ပကိုးဆက်တိုက်ပွဲတွေကြောင့်ဒေသခံ9000နီးပါးဟာနေရဆွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရပြီးစားနပ်ရိက္ခာအပါအဝင် စေဝါအကူအညီတွေလည်းလိုအပ်လျက်ရှိနေတယ်လို့စစ်ရှောင်အရေးကူညီပေးနေသူတွေထံကနေသိရပါဗျ။